အရင်တစ်ခေါက်ကဗီဒီယိုလေးမှာကဘာဘောကရုပ်အစိုးဆုံးအကောင်လေး9កောင်ကိုမျှဝေပေးခဲ့ပြီးဖြစ်ပါတယ်။အခုတစ်ခါမှာတော့ကဘာဘောကအချစ်စရာအကောင်ဆုံးအကောင်လေး9កောင်ကိုလည်းမျှဝေပေးသွားခြင်းပါတယ်။ကဘာပေါ်မှာချစ်စရာအကောင်ဆုံးလို့သတ်မှတ်ခံထားရတဲ့တံတွားလေးတွေဟာလူတအူးတယောက်ချင်းစီရဲ့အမြင်ပေါ်မူတည်ပြီးကွဲပြားနိုင်ပါတယ်။အများစုကချစ်စရာကောင်းတဲ့လူကိုသတ်မှတ်ခံထားရတဲ့ထိတ်ဆုံးအကောင်လေး၅កောင်ကတော့နံပါတ်9 C order တင်လေဖြန်လေးတွေဟာရေပေါ်မှာပက်လက်လန်ရင်အစာစားတတ်တဲ့အလေးအချင်းလက်ကလေးတွေနဲ့အစာအစာကိုကိုက်တဲတတ်တဲ့အမူအရာလေးတွေကြောင့်အလုံးချစ်စရာကောင်းပြီးရေပန်းစားပါတယ်သူတို့ဟာတကောင်နဲ့တကောင်လက်တွေပြီးအိတ်တတ်တဲ့အချင်းလည်းရှိကြပါတယ်ဒီလိုချစ်စရာအမူအရာလေးတွေကြောင့်ကမ္ဘာချစ်စရာအကောင်းဆုံးတတော်လေးတွေရဲ့စည်ရင်းမှာပါဝင်နေတာဖြစ်ပါတယ်နံပါတ်၄ပင်ကွင်း ပင်ကွင်းလေးတွေဟာရေထဲမှာလင်းမြန်စွာကူးခတ်နိုင်ပြီးကုန်းပေါ်မှာတည်တည်ငြိမ်ငြိမ်နဲ့လမ်းလျှောက်တက်တဲ့လမ်းလျှောက်ပုံစံလေးကြောင့်ချစ်စရာကောင်းတဲ့အကောင်လေးတွေအဖြစ်သတ်မှတ်ခံထားရပါတယ်။သူတို့ရဲ့အဖြူအမဲရောဆက်နေတဲ့ခန္ဓာကိုယ်လေးတွေနဲ့လူနဲ့တူတဲ့အမှုအရာလေးတွေကလည်းအလွန်ချစ်စရာကောင်းပါတယ်။နံပါတ်3ခွာကား အမြဲတမ်းပြုံးနေတဲ့လိုပုံစံလေးရှိတဲ့ခွာကလေးတွေဟာကဘာအပြောဆုံးတံတားလေးတွေအဖြစ်သတ်မှတ်ခံထားရပြီးအရင်ကိုချစ်စရာကောင်းတဲ့အကောင်လေးတွေဖြစ်ပါတယ်။လူတွေနဲ့လည်းယင်းနှီးဖော်ရေးစားနေတတ်တာကြောင့်သူတို့နဲ့တပ်ပုံတွေရိုက်တဲ့ခွာကဆယ်ဖီကအလွန်ရည်ပန်းစားပါတယ်။နံပါတ်1 Fitness Box တင်းငယ်တဲ့ခန္ဓာကိုကြီးမားတဲ့မရွက်နဲ့ချွန်များတဲ့မျက်နှာလေးရှိတဲ့ဖင်းနဲ့မြေခွေးလေးတွေဟာလည်းအလွန်ချစ်စရာကောင်းကြပါတယ်။သူတို့ရဲ့ကြီးမားတဲ့နရွက်လေးတွေဟာအပူချိန်ကိုထိန်းကြီးဖို့နဲ့တဲကန်နာရကတားကောင်လေးတွေရဲ့အတန်ကိုဖမ်းယူဖို့အတွက်ဖြစ်ပါတယ်။နံပါတ်၁ပန်ဒါဝတ်ဝအဖြူအမဲရောဆက်ထားတဲ့ခန္ဓာကိုဝိုင်းဆက်တဲ့မျက်လုံးတစ်ဝိုက်ကအမဲရောင်အကွက်လေးတွေနဲ့ဖြည်းဖြည်းချင်းလှုပ်ရှားတတ်တဲ့အမွေအရာလေးတွေကြောင့်ကမ္ဘာတဝန်းကလူတွေရဲ့ချစ်ခင်မှုကိုရရှိထားကြပါတယ်။ သူတို့ဟာဝါးပင်းတွေကိုဒါအတိကစားသုံးပြီးတနေ့တရဲ့အချိန်အများစုကိုအစားစားရင်အကုန်ဆုံးတတ်ကြပါရယ်။ဒါဆိုရင်တော့သူတို့ရဲ့ထူကြပြီးချစ်စရာကောင်းတဲ့ပုံစံလေးတွေနဲ့အမှုအရာလေးတွေကြောင့်ကဘာတော်ဝန်ကလူတွေရဲ့ချစ်ခင်မှုကိုရရှိထားတဲ့ထိတ်တန့်အကောင်လေး၅ကောင်ကိုမျှဝေပေးလိုက်ပါရရှင်။ဘယ်အကောင်လေးတွေကိုအချစ်ဆုံးဆိုတာလဲကောမန့်လေးမှာပြောသွားပေးခဲ့ပါဦးနော်။နောက်ထပ်လည်းစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာလေးတွေကိုမျှဝေပေးသွားပါဦးမယ်။ကြည့်ရှုနာဆင်ပေးကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါရရှင်။